မွေးနေမှာစတောင်းစကားလေးပြန်လွင်နေရေဒီယိုလေးပါသင်ဖွင့်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့ဇွန်လ14ရက်နေ့မှာမွေးနေ့ပြည့်မြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူခြေသူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်ဝင်းတောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့ထုံတွင်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါရင်ရှင် တ်တရားနေ့အစီအစဉ်အားနေဒီကနေ့မှမွေးနေ့ပြင်းပြောင်းတဲ့မွေးနေ့ရှင်တွေအတွက်ပထမဆုံးဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့မော်လမြိုင်မှာနေတဲ့ဇင်မာအေးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ညီမလေးဇင်မာအေးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့မန္တလေးမှာနေတဲ့မအေးမျိုးတန်တောင်တွင်းကြီးကမခင်များဝင်မန္တလေးကမနန်းနုံစီတို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ ဆက်နေပြီးတော့ဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့နမောင်မျိုးကညီမလေးခြေစင်ရဲ့ဒီနေ့မှပြည့်မြောက်တဲ့32နှစ်ပြည့်မွေးနေ့အတွက်ကိုပအဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ညီမလေးခြေစင်ရဲ့ဒီနေ့မှပြည့်မြောက်တဲ့မွေးနေ့အတွက်ကိုတော့နေပြည်တော်မှာနေတဲ့မနန်းနှုံစီပတောင်းကဖြူဖြူသိပကိုးကနေအီဖြူအင်းတကုံကမမာယာပင်တရားကအေးအေးခိုင် နောင်ချိုကနီနီအေးဝလက်ကမိုးမမမြကြီးနားမှာနေတဲ့အီမာလွင်ဦး ချင်းပြည်နယ်ကမေလီနှိမိုးပွင့်မကွေးကငင်းစပယ်တို့ကပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါရဲ့ရှင်။ဒီတစ်ခါဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့နေပြည်တော်လေဝေးကညမလေးခိုင်ဝင်းလွာရဲ့ဒီနေ့မှပြင်းပြောက်တဲ့26နှစ်ပြည့်မွေးနေ့အတွက်ကိုပောင်ဝင်တောင်းဆိုလာတာဖြစ်ပါရဲ့။ညမလေးခိုင်ဝင်းလွာရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့စုနန္ဒီလင်းခိုင်ခိုင်ဝင်းလှိုင်လှိုင်ဝင်းနွယ်လင်းသူခိတို့ကပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါရဲ့ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောက်ကြတဲ့ မော်လမြိုင်မှာနေတဲ့ညီမလေးဇမအီနတ်မောက်ကညီမလေးကျေစင်လေဝေးကညီမလေးခိုင်ဝဲလွာတို့ရဲ့မွေးနေ့အတွက်ကိုအမတရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရယ်ဒီနေ့မွေးနေ့လေးရနေစားပြီးတော့နောက်နေ့ပေါင်းများစွာထိပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေလူအများကြီးချစ်ခင်လေးစားမှုကိုလည်းအတိုင်းအဆမရှိရရှိနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရယ်ရှင် အမတရားနေ့အစီအစဉ်အားနေ့ထပ်မံပြီးတော့ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ခိတ္တမြဝရီကိုရောက်နေတဲ့မောင်လေးတီဟဆိုရဲ့ဒီနေ့မှပြေးမြောက်တဲ့28နှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မောင်လေးတီဟဆိုရဲ့ဒီနေ့မှပြေးမြောက်တဲ့မွေးနေ့အတွက်ကိုတော့ပြေဦးလေးမှနေတဲ့ခင်လေးချိုကပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ ပြည်ဦးလွင်ကချေရတဲ့ကိုကိုရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုပါဝင် တောင်းဆိုပေးထားတာဖြစ်ပါရယ်။ပါဝင်တောင်းဆိုပေးလာတဲ့သူကတော့ရန်ကုန်မှာနေတဲ့မေလေးပဲဖြစ်ပါရယ်ရှင်။မေလေးကတော့သက်ဆိုင်သူအတွက်မွေးနေ့ဆုမွန်စကားလေးရတော့ကိုကိုရဲ့ဒီနေ့မှကြောက်ရွံ့တဲ့မွေးနေ့မှစပြီးနောက်နေ့ပေါင်းများစွာတိုင်း ကျမ်းမာခြင်းချမ်းသာခြင်းပျော်ရွှင်ခြင်းများနဲ့အတူတဲ့ဘဝတရှောင်လုံးလောရာဆန္ဒများပြည့်စုံပြီးမေလေးနဲ့အတူတူတဲ့တက်ဆုံးတိုင်းမွေးနေ့ပေါင်းများစွာဖြတ်သန်းနိုင်ပါစေဆိုပြီးမွေးနေ့ဆုမွန်စကားလေးတောင်းဆုချွေပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြည့်မြောက်တဲ့ခေတ္တများရီကိုရောက်နေတဲ့မောင်လေးတီဟာဆိုနဲ့ပြင်းလွင်ကကိုကိုတို့ရဲ့မွေးနေ့အကြွက်ကိုအမတ်တရားနဲ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါရစေ။ ရီမန်းထားတဲ့ရီမန်းချက်တွေကိုလည်းအကောင့်ထည့်ဖို့နိုင်တဲ့သူတွေဖြစ်နိုင်ပါစေ။အလုပ်ကိန်းတွေအလုံးလဲအဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါတယ်ရှင်။အမေရိကန်ရဲ့အစီအစဉ်အားနေမွေးနေ့ရှင်တွေအတွက်ပံဝေတောင်းဆိုပေးထားတာတွေကိုထုံနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပံဝေတောင်းဆိုပေးထားတာတွေကိုထုံနေတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့။ တွေ့စီလိုက်ဒီနေ့ပါနေလေချစ်ချင်းရဲ့နှစ်ပတ်လေးပျော်လေးတဲ့နေ့ရလေးဒီမှာဆောင်းနောက်လာမယ် သူဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့မတရားမှနေတဲ့အကမောင်မဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူတူတူနဲ့ဒီနေ့မှပြင်းပြောက်တဲ့သုံးနှစ်ပြည့်ချစ်သက်တမ်းအတွက်ကိုကိုယ်တိုင်မဲပါဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူတွေစကားလက်ဆောင်လေးရတော့တူတူကိုတဲ့ထာဝရသစ္စာရှိရှိချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါတယ်ရှင်။အမတရားနေ့အစည်းအဝေးမှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ နေပြည်တော်မှာနေတဲ့ဖြိုးဖြိုးဝေပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူကိုကိုမောင်နဲ့ဒီနေ့မှပြင်းပြောင်းတဲ့ကိုလာပြည့်ချစ်သက်တဲ့အတွက်ကို ကိုတိုင်မဲပံဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်နေရတော့ကိုကိုဝေတဲ့တက်ဆုံးတိုင်ချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါတယ်ရှင်။ဟုတ်ကဲ့ပါဒီနေ့မှနှစ်ပတ်လည်ပြင်းပြောင်းကြတဲ့ချစ်သူဆောင်တွေတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ ကျုံတော်သမျှအခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပန်လိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနောက်ဆင့်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒစင်ဖန်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာကိုယ့်ရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ စ်သူဆောင်တွင်မင်္ဂလာဇနီးမောင်နှင်သူရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ့7:00နာရီအတွင်းဖုန်းနံပါတ်3933 6936 3936နဲ့3998 9993တို့မှာတုံးရဲ့ကြိုတင်ပြီးတော့ပောင်ဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နောက်ဆက်အပေးခဲ့ကြတဲ့ဒဇင်ဖန်ပရိသတ်များအားလုံးပဲတာယာပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။